ော်ကျွန်တော်နောက်ဆုံးတစ်ပုဒ်နဲ့ချီးမွမ်းခြင်းပါတယ်အဲမချီးမွမ်းခင်လေးကျွန်တော် အနည်းငယ်လေးထပ်ပြီးတော့တက်တည်ခံခြင်းပါတယ်ဘာလို့လဲဆိုတော့အကျွန်တော်ကဆရာလက်သိရနော်သုံးနှစ်လုံးကျွန်တော်တယောက်တည်းနေရတော့ကျွန်တော်မှာတက်တည်ခံစရာကြီးအများကြီးပဲဖရားကောင်းမြတ်တဲ့အကြောင်းလေးဒါပေမဲ့ကျွန်တော်ရှေ့ထွက်လာလို့မရတော့မပြောအောင်ဘောနော်အခုတော့ရောက်တုံးဆိုတော့ဖရားကောင်းမြတ်ချောင်းကျွန်တော်ပြောပြခြင်းပါတယ် ဆရာနေကတော့ကျွန်တော်2014မှာစပြီးတော့ဆုံပါတယ်အဲကျွန်တော် AG ဖျားကြောင်းမှာကျွန်တော်အတင်းတော်နေပြီးတော့ကျွန်တော်ကိုချီးမွမ်းဖို့ဆရာအစီအစဉ်မှာချီးမွမ်းဖို့အတွက်ကိုဖိတ်ခေါ်တော့ကျွန်တော် AG Church မှာသွားပြီးတော့ပါဝင်တယ်ပါဝင်ပြီးအပြန်ချတော့ကျွန်တော်ကတော့ဆရာပွဲဆိုတော့ကားတွေအရမ်းများတယ်လူလည်းအရမ်းများတယ်ဆိုတော့ကျွန်တော်အနောက်မှာပဲထိုင်တယ်ဘာလို့လဲဆိုတော့အရှိမကဒီ team တွေရှိရယ်လीเนาะဆရာကနေလူလည်းအဲ့တော့ရှိရယ်เนาะဆိုတော့ တင်ဟုတ်ကဲ့အဲ့တော့အဲ့တော့ဟိုအများကြီးလူတွေရှိတော့ကျွန်တော်ကဟိုကျွန်တော်ဘယ်လိုအင်ရှင်လို့တော့ဖြစ်နေရပါဆရာအဲ့တော့ကျွန်တော်ကအနောက်မှာထိုင်နေဆရာတို့ကအရှိမလာထိုင်ဖို့ပြောပြီးမဲ့လေအစူတော်တွေအတွက်တီးတန့်လောက်ထားတယ်တဲ့ဆိုအရရဲကျွန်တော်အဆင်ပြေတယ်ဆိုပြီးကျွန်တော်နောက်မှာထိုင်နေဒါပေမဲ့ဆရာတရားဟောတဲ့အချိန်မှာဆရာကျွန်တော်မြင်တယ်မြင်တော့ဆရာကျွန်တော်ရည်ပြတော့ဩဆရာကျွန်တော်မှတ်မိသေးတယ်ဗောလေဆိုတော့ဩဟုတ်ကဲ့ဆိုတော့ကျွန်တော်လည်းရည်ပြတယ်ပြီးတော့ကျွန်တော်လည်း ကျွန်တော်အတိုင်းအစီအစဉ်တိုင်းကျွန်တော်ဖြတ်ကြောင်းပြီးတော့ကျွန်တော်ပြန်သွားတယ်ပြန်သွားတော့ဒီကျွန်တော်ကားရက်ထားတာနည်းနည်းလေးလှမ်းနေရပါတော့အဲ့ကိုလမ်းလျှောက်သွားတယ်နောက်ခါနေညီကိုတယောက်ကျွန်တော်လိုက်ခေါ်တယ်အဲ့ဆိုတော့နော်တော့ပဲသူလိုက်ခေါ်တယ်ကျွန်တော်ဟာကုနီရာကြီးတဲ့ဟိုပါတဲ့ဆရာကဆူတောင်းပြီးခြင်းတဲ့အဲ့ဒါတစ်ချက်လိုက်ခဲ့ပါလားတဲ့ရလာတယ်ဆိုအာရတာဘောလို့ဆိုအဲ့ဒါကျွန်တော်ဆရာစီလိုက်ပါတယ်ကိုရောက်တော့ဆရာနဲ့ပြန်ဆုံဖြစ်တယ်ပေါ့နော် အဲ့ဒါပြီးတော့အဲဆရာကကျွန်တော်ကိုဘာပြောလဲဆိုတော့ညီလေးတဲ့ညီလေးဘာလုပ်ဖို့ရှိနေလဲတဲ့ဆရာဟိုအထူးဆုတောင်းပေးရှင်တယ်တဲ့အဲ့ဒါရှိတယ်တဲ့ဆိုတော့ဩဟုတ်ကဲ့ဆရာကျွန်တော်နောက်လကြရင်ကျွန်တော်အခွေထွက်ဖို့ရှိပါတယ်လို့အဲ့ကြရင်အဲကျွန်တော် MTV ထွက်ဖို့ရှိရယ်ပေါ့နော်အဲ့တော့ MTV ထွက်ဖို့ရှိရယ်ဆိုတော့အဲ sorry လပိုင်းလေးလိုသေးရပါတော့နော်အဲ့လပိုင်းလေးကြရင်ကျွန်တော် MTV ထွက်ဖို့ရှိရယ်လို့ပြောတဲ့ချိန်မှာဆရာကျွန်တော်ကိုဆုတောင်းပေးတယ် ဆူတောင်းပြီးတော့ကျွန်တော်မှတ်မှတ်ရရဆိုရင်အဲကျွန်တော်ဒီနေ့ထိအဲ့အတန်နားထဲမှာကြားသေးတယ်။ဆရာကျွန်တော်ဘာဆူတောင်းပြီးလဲဆိုတော့ကျွန်တော်အရှိမအောင်မြင်ခဲ့တဲ့အောင်မြင်မှုတွေနဲ့မတူတဲ့အောင်မြင်မှုမျိုးဘုရားသခင်ပေးဖို့ဆိုပြီးတော့သူဆရာဆူတောင်းပြီးရပါတော့။ဆိုတော့အဲ့ဒါနဲ့အခွေထွက်တယ်။ MTV ထွက်တယ်။ထွက်ပြီးလို့6လအတွင်းမှာပဲအခွေအရန် အဆင်ပြေရပါတော့ဟိုအပြင်လိုပြောတော့အောင်မြင်တယ်ပေါ့အောင်မြင်တယ်အောင်မြင်တော့အဲတနှစ်အတွင်းမှာရောင်းအားတော့ပြီးတော့ YouTube မှာလူကြည့်အများဆုံးတချင်းဖြစ်လာတယ်ကျွန်တော်တချင်းနေဆိုတော့တကယ်တမ်းတော့ကျွန်တော်ကကျွန်တော်ဘက်ကကြိုးစားတယ်ဆိုတဲ့အပိုင်းကကျွန်တော်ကတချင်းဆိုတော့ကောင်းအောင်ကြိုးစားလို့ရတယ်ပြီးတော့တီးတာတွေခတ်တာတွေ missing တွေကောင်းအောင်ကျွန်တော်ကြိုးစားလို့ရပါတယ်အဲ့ဒါကအခွေမထွက်ခင်ထိပါ အဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်ဘာမှလုပ်လို့မရတော့ဘာမှလုပ်လို့မရတော့ဘူးဆိုတော့ကျွန်တော်တချင်နားထောင်ပြီးတော့နားမထောင်ရင်တွေ့မယ်ဆိုကျွန်တော်လုပ်လို့မရဘူးအဲ့တော့ဟိုနားမထောင်သူတို့ကြိုက်ရင်နားထောင်မယ်မကြိုက်ရင်နားမထောင်ဘူးဆိုတော့အပိုင်းဖြစ်သွားပြီအဲ့တော့အဲ့ဒီအပိုင်းကိုတကယ်လုပ်ပေးနိုင်တာကတော့ဖရာသခင်ပဲဖြစ်တယ်သူတို့နှလုံးသားတွေကိုထိဖို့အတွက်ကိုကျွန်တော်ကစူးစမ်းခဲ့တာမှန်တယ်ဒါပေမဲ့ တို့လက်ခံပြီးတော့ကျွန်တော်တချင်းနေအားပေးဖို့ဆိုတော့ဖယားမပိုင်ကျွန်တော်ဘာမှမတတ်နိုင်ပါဘူးလို့ဆိုတော့အဲ့ဒီတချင်းနေကျွန်တော်အဲမနေ့ကမှကျွန်တော် screen shoot လေးတွေလုပ်ထားတယ်အဲ့ဒါဟိုညီကောင်မတို့တစ်ချက်လေးပြပေးလို့ရရင်ပြပေးပါဘာလို့လဲဆိုတော့ကျွန်တော်ပါဇက်ကပြောရတဲ့တက်တည်လေးပြပေးချင်ပါတယ်လို့ဆိုတော့အော်ယာအရှိမတစ်ခုရှိမယ်နော်ညဒီတချင်းလေးပေါ့ဒီတချင်းလေးကအဲ40 million နီးပါးပေါ့နော်ဒီတချင်းလေး မငူပါနဲ့ဆိုချင်တော့တဖုတ်ကျေးဇူးပြုပြီးပြောင်းပေးပါ။အော်ဒီကလည်း3.7 million အဲနောက်တဖုတ် so ဒါလည်း1.5 million ကျော်ရပါတော့။ Okay အဲဒါ1.1 1 million ဒ okay. ီပါပေါ့ဟုတ်ကဲ့ဟုတ်ဒါဒါကတော့9သိန်းကျော်ပါနောက်ထပ်တစ်ပုတ်ကျေးဇူးပြုပြီးတော့ အဲဒါလေးသိန်းကျော်ဟုတ်ကဲ့ဒီတချင်းတွေကတော့ကျွန်တော်နောက်ပိုင်းမှာမှပြန်တင်တော့အရှိရဖြူပါရီမရှိတော့ဘူးပေါ့နော်ကျွန်တော် monetize ပြန်လုပ်တော့ကြတော့အရှိရဟာတွေကဟိုအကျုံးမဝင်တော့ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့လည်းဟိုပြောပြချင်တာကတကယ်တမ်းတော့1 million ကြည့်ဖို့ဆိုတော့မှတကယ်တော့ပြောမလွယ်ပါဘူးဘာလို့လဲဆိုတော့ဟိုကျွန်တော်ခုနပြောသလိုပေါ့လိုက်ကြည့်ပါလို့ကျွန်တော်ပြောလို့မရသလိုနားထောင်ပြပါလို့လည်းပြောလို့မရပါဘူးသူတို့စိတ်ထဲမှာ touch ဖြစ်ရင် တို့ကြည့်မယ်လက်ခံမယ်အဲ့တော့မှမဟုတ်ရင်ကျွန်တော်ဘာမှလုပ်လို့မရဘူးဆိုဖခင်ကကောင်းကြီးပေးခြင်းလို့ကိုကျွန်တော်တို့ကိုဒီလိုတက်တည်ပေးတယ်လို့ယုံကြည်ပါတယ်ဆရာကလည်းခြေစူးပြားကြီးထင်ပါတယ်အဲ့ဒီတုန်းကဆရာကညီလေးဆရာခံစားလို့ဆရာစူတောင်းပေးခြင်းနဲ့ဆိုပြီးတော့ကျွန်တော်စူတောင်းပေးခဲ့ပါတယ်အဲ့ထွက်လဲဆရာကိုအရန်ခြေစူးတင်တယ်ကျွန်တော်ဒီနေ့ဒီချိန်မှာလည်းကျွန်တော်အဲ US မှာနေနေရဆိုပေမဲ့ကျွန်တော်နှလုံးသားကတော့မြန်မာပြည်သားတွေအစီအမပဲရှိပါတယ်လို့ အားလုံးလည်းအရင်ချစ်ခင်ပါတယ်လေးစားပါတယ်လို့ပြောပြချင်ပါတယ်ကျွန်တော်နောက်ဆုံးတစ်ပုတ်အနေနဲ့အော် million view ဆိုလို့ဆရာကနေလည်း million view ပဲเนาะကျွန်တော်တို့နှစ်ယောက်ဆိုလို့ million နာဒါပေမဲ့ YouTube မှာဆရာကနေတော့လည်းလောက်ကုန်တယ်လေးချင်းမြစ်ပြပါဘာညီလေးတချင်းကိုရေးတဲ့ဆရာကနေဖြစ်ပါတယ်ဆရာကနေလည်းဖျားအရင်ကောင်းချီးပြီးရယ်เนาะဆိုတော့ဆရာတချင်းတွေလည်းကျွန်တော်ခွန်အားရရတယ် ဟိုလောကတခြင်းပဲဖြစ်ဖြစ်ခွန်အားပေးတဲ့တခြင်းပဲဖြစ်ဖြစ်ဖရာကိုချီးမွမ်းတဲ့တခြင်းပဲဖြစ်ဖြစ်တကယ်ဖရာအတုံးပြုတဲ့ဆရာဖြစ်တယ်ယေရှုတင်ပါတယ်ဆရာဆိုနောက်တော့ဖရာပေးမယ်နော်အခုတော့ view ရင်ပေးထားတာဆရာ Thank you ဆရာအဲ့တော့ကျွန်တော်နောက်ဆုံးအနေနဲ့ချီးမွမ်းခြင်းဆိုတဲ့ခြင်းလေးနဲ့ချီးမွမ်းခြင်းပါတယ် နေမင်းကြီးရဲ့လင်းနဲ့ကျေစင်ဦးရင်ညာကင်းဒိန်ဆိုင်ညာနဲ့လေးခြင်းလေးစိတ်ဆန်းစီတဲ့စံကြောင့်ပင်လေကုန်ပြေတွေ့တဲ့တော်ဝဲရပရှာရင်ကျေစုတော် Yeah. explosion fades in the night. The mortality fades on it. The way it moves, it's 泪水流，瞬间湿了眼杯茶。哦，你来撒娇，哭呢，老井边谁安慰？怎么眼泪杯茶呢？难道不也幽默？ မြေဆုံးပြအသက်ရှိသူ ကျေးဇူးများကြီးတင်ပါရယ်ကျမ်းသာသူရောက်စင်ပေါ်ဖျားသခင်သူပဲကောင်းချီးပေးပါစေတိခပေးတဲ့ညီကောင်မတွေအားလုံးလည်းကျေးဇူးများကြီးတင်ပါရယ် thank you hallelujah ကိုနီး